မင်္ဂလာပါခရစ်ရဲ့မမရရအပီဆိုဒ်2အစီအစဉ်ကနေကြိုဆိုပါတယ်အဲကြောင်းကိစ္စလေးကိုနောက်ထပ်ဘာဖြစ်မလဲဆိုတာသိချင်လို့လာမေးကြတဲ့သူတွေကိုလည်းကျေးဇူးတင်ပါတယ်ခရစ်ကြောင်းကိစ္စကိုပြန်ဆက်ရမယ်ဆိုရင်ပေါ့နော် အမနာခရစ်ကလည်းအဲကျောင်းကိစ္စအဲ့လောက်အရှိပြောဖို့အစီအစဉ်တော့မရှိဘူးကျောင်းတက်တော့အခက်ခဲလေးဖြစ်တဲ့ဟာကိုပြောမယ်ဆိုရင်ねအဲဆက်ပြောပါဆိုတော့အမှန်ကတော့ကျောင်းတက်တယ်ဆိုတော့1 semester တခုတည်းမဟုတ်ဘူးပေါ့နော်ကျောင်းကြီးတစ်ခုလုံးကိုလည်းပြင်းတော့အောင်မပြောပြချင်တော့ Chris အတူချုပ်ကလေးပဲပြောရမယ်ဆိုရင်တော့ဒီနောက်နေ့ကျောင်းပြန်သွားမယ်ဆိုတဲ့ဆုံးဖြတ်ချက်ကိုချခဲ့တယ်ပြန်သွားတဲ့အချိန်မှာကိုယ့်ကိုယ်ကိုလည်းတွေးတယ် ။ဘာတွေးလဲဆိုတော့ငါတို့ကဟိုနောက်ကြကြံခဲ့တဲ့လူမျိုးပေါ့နော်။အကြောင်းအကြောင်းမျိုးမျိုးကြောင့်နောက်ကြကြံခဲ့တယ်။ဒါပေမဲ့ငါတို့မှာဆွဲရှိတယ်ပေါ့နော်။အပြေးသမားတယောက်အနေနဲ့ပဲပြောရမယ်ဆိုလို့ရှိရင်ပြေလန်းမရဲ့တဝက်ကျော် သူရောက်နေပြီ။သူကပန်းတိုင်နာ နီးနေပြီပဲထားပါတော့။ကိုကအခုမှစရမယ်ပေါ့နော်။သူတို့လမ်းလျှောက်နေတဲ့အချိန်မှာလဲငါပြေးမှာ အဲ့ဒါမှသူတို့အမိလိုက်နိုင်မယ်ဆိုတဲ့သဘောပေါ့သဘောကတော့နှစ်ဆသုံးဆစူးစမ်းမှရမယ်လူမျိုးတွေထဲမှာငါတို့လူမျိုးကပါတယ်ပေါ့နော်အများကြီးပြတ်ကျန်ခဲ့တာဆိုတော့အကြောင်းပြန်သွားတယ်ပြန်သွားတော့ပထမဦးဆုံးဟိုဂျုံရတာကတော့ခုနအသင်ဖွဲ့ဖွဲ့ပြီးတော့ငါးယောက်တစ်ဖွဲ့ငါးယောက်တစ်ဖွဲ့လားမသိဘူးမှတ်မှတ်မှတ်မဲရရအဖွဲ့ဖွဲ့ပြီးတော့လေးဘွဲ့မှာ ခွဲဆက်တက်ဖွဲ့တဲ့ပါဝါပေါ့ပါဝါရဲ့အချိန်မှာသူတို့က slate ပြကန်ခိုင်းတာပေါ့အာ club ပါပေါ့နော်ဟိုရုပ်ရှင်တွေမှာမြင်ဘူးလားတော့မသိဘူးရအမှထားပါတော့ row 1 take 1အာ show 1 something အဲ့လိုမျိုးဟာကိုပြောတဲ့သူဖြစ်သွားတာပေါ့ဖြစ်သွားတော့အမှန်တမ်းပြောရင် fee ကတော်တော်ကြီးကိုငုတ်တာပေါ့နော်ဒါမဲ့လည်း okay မတက်နိုင်ဘူးလေကင်မရာနောက်ထိုင်းလေခရစ်မလောက်တာ ိုက်ကင်မရာတွေဘာအိုက်အိုက်ကလုတ်တွေကိုလည်းခွစ်လုံးဝလုံးဝကိုမသိမသိဘူးပြီးတော့မီးလည်းမကင်ချင်နည်းနည်းမီးရပူတယ်ဒီမီးဒီအပြားနာကိုကင်ဖို့ဘာညာဆိုလက်အိတ်တွေပိုင်းနဲ့အောင်ကင်ရတယ်ဆိုတော့မကင်ချင်ဘောနော်ကိုဝဒနာမပါတာလည်းအများစုပါမယ်ထင်တယ်ဘာလို့ဆိုတော့ကိုကဝါဒနာမပါဘူးဆိုလို့ရှိရင်မလုတ်ချင်တဲ့စိတ်ကပိုကြီးဆိုးနေရပါအဲ့ဒါပေမဲ့လည်းโอเคရတဲ့ဟာယူလိုက်တယ်ပေါ့ကိုမှနောက်တစ်ခုအခက်ခဲရပါသွားတွေ့လဲဆိုတော့ စာဝင်နေရေးစာဝင်နေရေးပြဿနာကလည်းဖြေရှင်းရမှာကိုချရာပေါ်ကိုရက်တည်ခြင်းနဲ့ဆိုတော့ကျောင်းက full time တက်တယ်အလုပ်က full time လုပ်မယ်ဆိုစာကြက်ချိန်မရှိတော့ Chris ကအဲ့တုန်းကဇပွဲတို့လောက်ရအောင်ဇပွဲတို့လောက်ရတော့အမ်ညနေ၄နာရီအရာ ပြီးရင်12နှစ်မှာပြီးရယ်အိမ်ပြန်ရောက်တဲ့အခါတနားရီခွဲနှစ်နာရီလောက်ကဖြစ်သွားတယ်တခါလေကျတော့ကံကောင်းရင်တနားရီလောက်ပြန်ရောက်တယ်တခါလေကျလို့ရှင်တဲ့တနားရီခွဲလောက်ဖြစ်တယ်အာ၄နာရီဆိုတော့ကျောင်းရဲ့ class တွေကို3 o'clock လောက်ပေါ့နော်3နာရီလောက်ကို Chris ကမြန်မြန်ဖြတ်ပြရဖြတ်ရတဲ့အခါကျတော့မနေ့ကအစိုးရ class တွေကိုယူရခုနကကိုကပြေးချင်တာငါနှစ်ဆသုံးဆမောင်းတင်ပြီးတော့စူးစမ်းမယ်ဆိုပေမဲ့ညညအဲ့လိုသွားရတဲ့အခါကျတော့ နှောင့်နှေးမှုကတော့တော်တော်ရှိတယ်ကိုလုံးချင်တဲ့ဟာလေးကြီးပဲလေလုံးလို့မရဘူးဖြစ်နေရပါတော့ဖြစ်နေတော့နောက်ဆုံးလဲကြက်လာကြတော့ဘတ်ဂျက်တွေခွဲဆွဲလိုက်တယ်ဘယ်လိုဆွဲလဲဆိုတော့ okay အိမ်လာကဘလောက် okay ကြောင်းတက်တယ်ဆိုလို့ရှိရင်အာယထာကဘလောက်ပြီးလို့ရှိရင်တနေ့တာဘလောက်သုံးမယ်ပေါ့အဲ့ဒါအကုန်လုံးတွက်လိုက်တွက်လိုက်တဲ့အခါ minimum နေချလိုက်တာပေါ့နော်ဟိုလိုမျိုးဟိုပေါပေါမြဲမြဲလို့မချလိုက်တော့ဆိုတော့ တခါတည်းတွက်လိုက်ပြီးလဲပြီးရောအလုတ်ကိုတော့ပြောရတယ်။ဘာတော့ပြောရလဲဆိုတော့ငါ full time လုပ်လို့မဖြစ်ဘူး။ညရတာပေါ့။ငါ3 to 4 days ပဲလုပ်နိုင်တယ်။3-4ရက်ပဲငါ့ကိုပေးလုပ်ပါပေါ့နော်။3-4ရက်ပဲပေးလုပ်ပါဆိုတော့အလုတ်ကလည်းနည်းနည်းကိုဟိုသဘောကျတယ်ထင်ပါတယ်။ Okay အကြောင်းကိုအဆင်ပြေအောင်တက်ပေါ့လေ။3-4ရက်ပဲရအောင်လုပ်ပေါ့။စာချုပ်ချိန်လေးတော့ရသွားတာပေါ့။ဟိုကိုအကြောင်းမတက်ရတဲ့ရက်နဲ့အဲ့လိုညှိပြီးတော့လုပ်လိုက်တဲ့အချိန်ကျတော့ မဆိုးပေါ့စာချက်ချိန်လေးရရသွားဆောင်းမွေးရေမရှိတော့ငါ၄ရက်လုံမယ်ပေါ့မှို့ဆိုလို့ရှိရင်လည်းပစံမလောက်မလောက်တဲ့ခါကျတော့ okay ငါ၄ရက်တော့အလုပ်လုပ်မယ်အဲစနေတနင်္ဂနွေလိုနေမျိုးကြတော့ကွာတနေ့ကုန်အိမ်စာတွေပြီးအောင်လုပ်လို့ရတာပေါ့ဆိုတော့အဲ့လိုညှိလိုက်ညှိလိုက်တဲ့အချိန်မှာမလုပ်လဲဆိုတော့ခွဲစားဟိုခုနနှစ်ဆတင်သုံးဆတင်ဆိုတဲ့ဟာကိုအေးအားတဲ့အချိန်မှာဆိုရင်ကိုစံဒီနေ့ခဏတိုင်း ကင်မရာကိုဒီတိုင်းထိုင်ဒါပေမဲ့ဆေးလေးတောက်ကြည့်ရင်ဆေးလေးတောက်ကြည့်ဆိုဆေးလေးတောက်ပြီးမီးရီထိုးရင်ဆေးလေးကပေါ်ချင်မှပေါ်ရတယ်အဲ့ခါကျတော့ကိုသားဒီလိုလှုပ်ချင်တဲ့ကိုသားလက်တော်ဝဒနာပါ tripod တွေမလှုပ်တတ် တော့ဘူးဆိုလို့ရှိရင်လည်း तू ကလည်းစာရီကူဖတ်ပြီးအာ tripod တွေစင်ကြပါတော့အာကင်မရာတွေကိုကကိုစင်ခေါင်းက lighting အဲအကြောင်းကပေးတဲ့ lighting ရှိတယ်အဲတယောက်ကိုတထုပ်စီပေးထားတာ哦အဲ့အထုပ်သေးသေးလေးကိုလည်း3 point lighting လို့ခေါ်တာပေါ့နော် across တော့အဲ့ဟာလေးကိုလည်းအာအိမ် မှာထောက်လျှောက်တစ်ချိန်လုံးဘာမှလုပ်စရာမရှိဆိုအသီးတွေရိုက်ကြည့်အဲ့လိုမျိုးတစ်ချိန်လုံးဒါပဲလုပ်ကြည့်နေရပါတော့ကွန်ပျူတာဆိုလို့ရှိရင်လည်းအာဒီ software တွေထက်တစ်ချိန်လုံးအရာပဲလုပ်ကြည့်ရခုနကတော့ကိုက slate ပြားလုပ်နေပေမဲ့အဲတခုခု like ကိုကိုကအိမ်မှာချိန်ကြည့်ထားတဲ့ဟာလေးတွေက story တခုကိုရိုက်ဆိုရဲ့ချိန်ကြတော့အသုံးဝင်လာရောဘာလို့အသုံးဝင်လာဆိုတော့ကိုကလက်တွေ့ရ အိမ်မှာလှုပ်ကြည့်ထားတဲ့ဟာလေးနဲ့ဟဲ့တရားလေးကဒီလိုလေးဆိုရင်ရောအဲအဲ့လိုမျိုးစပြောလာတတ်လာတာပေါ့နော်ပြောလာတတ်တဲ့အချိန်ကျတော့ ဟိုအဖွဲ့ကလည်းကိုယ်ကြည့်ရပုံစံအော် okay she knows something ပေါ့လေအဲ့လိုမျိုးလေးစဖြစ်လာကင်မရာနဲ့ဒီ frame site တွေမှာဆိုလို့ရှင်လဲအဲတခါလေးကြောက်လို့ရှင် frame ရတမျိုးကြီးချောင်နေတာတို့အဲ့ဒါဆိုရင်ဒီလိုလေးလှုပ်ကြည့်ပါလားဟိုလိုလေးလှုပ်ကြည့်ပါလားဆိုတဲ့ဟာလေးတွေကကိုပြောတဲ့ဟာကိုသူတို့လက်ခံလာတဲ့အချိန်မှာကိုကလည်းနည်းနည်းတော့ရဲလာတာပေါ့ရဲလာတဲ့အပြင်အိမ်မကကြတော့ထောက်လျှောက်အဲ့ဒါပဲရိုက်ကြည့်နေခုစလိုတော့ပါလေဟို တခုရှိရလေလွယ်လွယ်တော့မဟုတ်ဘူးပေါ့နော်အဲ့လိုလောက်ရတယ်ဆိုတာအခုခက်ဆိုလို့ရှင်အရန်လွယ်တယ်လေ digital cut တင်နဲ့ရိုက်လိုက်ဖြတ်လိုက်ကူးလိုက်လုပ်လို့ရခရစ်စတိုတော့ကကြတော့ mini tape လေးတွေနဲ့လောက်ရအဲ့ mini tape တွေကလည်းပတ်စံပေးရဒီအခုလိုမျိုးဒီ hard drive တွေကဈေးမပေါ် quest စတဲ့တော့ဆိုရင် 1GB ကို1ဒေါ်လာနဲ့ပေးတက်ရတယ် 1 gigabyte 1 dollar ဆို250 gigabyte ဆို250 dollars ကြာတဖက်မှာတော့ကျောင်းကဖြည်းဖြည်းချင်းကို okay okay ပေါ့နော်ဟိုသူတို့ဘယ်လိုခေါ်မလဲဒီအဖွဲထဲမှာနည်းနည်းအဆင်ပြေလာတယ်ဒါပေမဲ့တဖက်မှာကျတော့ Chris Bryan ဆိုင်ကလည်းဆိုတော့အာငွေကြီးခက်ခဲတဲ့ဒုက္ခပေါ့နော် ခုနထိပ်ဖိုးတွေရှိရယ်အာ hard drive ဖိုးတွေရှိတယ်ဒါတွေကကြတော့ရိုက်ရင်ရိုက်တယ်လို့လေ့ကျင့်ရင်လေ့ကျင့်တယ်လို့ကုန်နေတာတခြား computer တခြားဟာတွေကတော့ဘာမှမတက်လာဘူးအခါကျတော့ကိုနောက်ဆုံးလဲကြတော့ဘာတွေ့ရလဲဆိုတော့ okay စနေရောတနင်္ဂနွေရောခုလုံးဝအပြစ်မထွက်ဘူးဘယ်ကိုမှလည်းမသွားဘူးဘယ်သူနဲ့မှလည်းမတွေ့ ဘယ်သူနဲ့မှလည်းမတွေ့ဘူးစာတိလို့တငယ်ချင်းတက်ရောက်ရောက်နဲ့ပေါ့နော်ဟန်ကောက်လောက်တဲ့ဆိုလို့ရှိရင်ဥကအမေဟိုအမေရိကန်မှာဆိုလို့ရှိရင်တော့သူကโอเคနင်းဟာနင်းပေးငါငါပေးလို့လို့ရဘလို့ပေးပေးလေကော်ဖီဆိုင်သွားထိုင်ရင်ကော်ဖီဘူးကုန်မှာပဲအစားတောက်ဆိုင်သွားထိုင်ရင်စားတောက်ဆိုင်ကုန်မှာအဲ့အဲ့အဲ့အချိန်မှာဟိုကိုကဖြစ်ချင်းစောရအရန်များနေတော့ငါဓာရီကိုသုံးတဲ့နေရာတွေမှာအကုန်လျှော့မယ်ပြီးတော့ခွဲစအရင်တော့ဆိုလို့ရှိရင်အဝတ်စားလေးတွေဝယ်ပေါ့နော်အဝတ်စားလေးမဝယ်ဘူးပေါ့မလိုဘူးပေါ့ ဒီ career တစ်ခုကိုဖြစ်မြောက်သွားရင်ရပြီပေါ့အဲ့အချိန်မှာကိုတွေးလိုက်တာနောက်တစ်ခုကကျတော့ career ကကောင်းကောင်းမွန်မွန်ရှိသွားရင်ငါဘာဝတ်ဝတ်တင့်တယ်တဲ့ပေါ့ brand တွေဝတ်မှာမဟုတ်ဘူးဘာဘာကြီးဝတ်ထားမှာဘာကြီးဝတ်ပြမှာမဟုတ်ဘူးအဲ့တော့ငါအတွက်အရေးကြီးဆုံးကငါရဲ့ career ပဲဆိုတာကိုတိလိုက်တဲ့အချိန်မှာ career အတွက်ကိုပဲငါပတ်စံသုံးမယ်ကျန်တဲ့ဟာတော့ငါလုံးဝမသုံးကိုကနေနိုင်ပေမဲ့ကိုစမ်းတော့တနာဖို့ကောင်းတာပေါ့နော် ตัวยีซาบัวมาขอรู้เลยมั้ยอ่ะพี่สนิทตะนิงเลยส่วนแล้วตัวเมียนมีตะนิงกูซาจักมาพอพูดรู้แล้วตัวจ้ะตัวก็เลยจ้องตัดตาเว้ยมิวสิกตัดตาเว้ยแต่ว่าตัวน้ากูไม่เลยบาพูดรู้ตะหลอกจี้จับหมั่นเนี่ยแหละปอนเนาะกูก็จ้ะโหสိတ်แท้มามะคันจินสိတ်แล้วชื่อแม้ทันน่ะปอนเนาะงาผิดกูผิดอ่ะแม้งาอ่าตะคุกูก็เลิกลงရှင်แล้วกางๆเนี่ยไอ้ ဥဆောင်တဲ့သူလှုပ်ချင်တာကိုလှုပ်ချင်တော့ဟိုမှန်းလိုက်တဲ့အချိန်ကလည်းဒါရိုက်တာကိုမှန်းလိုက်တာဒါရိုက်တာမှန်းလိုက်တာဆိုတော့ဟိုဒါရိုက်တာမှန်းလိုက်တာလည်းဒီလိုပထမတော့ဟိုရုပ်ရှင်မင်းသမီးဖြစ်ချင်လို့သွားရိုက်တယ်ပေါ့နော်ဒါပေမဲ့တကယ်တကယ်လဲကြာရိုက်ကူးရေးတွေမှာမင်းသမီးတွေမင်းသားတွေကအเจ้าမှာကြတော့အဲ့ဒါကြီးကဒီလောက်ကြီးအေးမပါနေဘူးလေအာအเจ้าပညာမှာကြတော့သူကဟို ဒီရိုက်ကူးရေးကိုသူကသင်တာ哦ဟိုတရုပ်ဆောင်တွေကိုသင်ပေးနေတဲ့အကြောင်းမဟုတ်ဘူးဆိုတော့သူကတရုပ်ဆောင်ကိစ္စကိုအဓိကထားတာမဟုတ်ဘူးအမှတ်ပေးရင်လည်းတရုပ်ဆောင်ပေးတာမဟုတ်သူကဒီရိုက်ပြနိုင်မှာတဆင်ချင်းစီသွားရမယ်အမှတ်တရတဆင်ချင်းစီလောက်ရမယ်ဆိုတဲ့အချိန်မှာကိုကအိုကေဒါဆိုလို့ရှင်တော့ကကောင်းကောင်းကန်ကန်ရိုက်ပြတဲ့နိုင်တဲ့လူဖြစ်အဲ့ဒီဖြစ်ချင်တာအဲ့မှာတော့ကိုယ့်ရဲ့ဆုံးရှုံးမှု ဘယ်ပြောရမလားအဲ့တော့မိတ်ဆွေတွေဆုံးရှုံးတာပေါ့တငယ်ချင်းတွေဆုံးရှုံးတာပေါ့ဘာဖြစ်လို့လဲဆိုတော့ဟိုဖွဲရသွားတဲ့အချိန်မှာတချို့ဆိုလို့ရှိရင်တိတ်မပေါင်းဖြစ်တော့ဘူးဘာဖြစ်လို့လဲဆိုတော့ခေါ်တိုင်းလည်းမလိုက်ဘူးအာဆိုတော့ဒါပေမဲ့ it's okay အဲ Chris ကကြာတော့ဘယ်လိုလဲဆိုတော့ no ကိုယ့်ရဲ့ career ကိုရွေးချယ်ပြီးတော့မှနောက်မှကိုယ့်ရဲ့မိတ်ဆွေတငယ်ချင်းတွေကနားလဲတဲ့လူကကြံခဲ့မယ် အစစ်မှန်ဆိုနားလဲရမယ်ပေါ့နော်မစစ်မမှန်ဘူးဆိုလို့ရှင်မဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှင်ကံဒီလောက်ပဲပါတာဆိုလို့ရှင်လည်းဒီလောက်ပဲပါတာပဲပေါ့ဆိုပြီးတော့ကိုယ်ကအဲ့လိုဆုံးဖြတ်လိုက်တယ်နောက်တစ်ခုကကြတော့အเจ้าမှာတင်ရိုးညွန်းတန်းလို့ခေါ်တာပါ silver ကိုအမြဲထွက်တယ်လေ one semester ဆိုလို့ရှင်ရသူတို့ကဟိုဟာပြီးပို့ဟိုပထမဆုံးနေမှာပြီးရဲဒီဒီ semester မှာတော့ဘာတွေဘာတွေဘာတွေသင်မယ်နင်တို့ရှိရ assignment တွေကဘာတွေဘာတွေဘာတွေအဲ့ဒါကိုကြိုးဖတ်တာ ကြိုဖတ်ပြီးလို့ရှိရင်ကိုကဟာထားပါတော့အဖွဲတွေဖွဲ့ပြီးတော့ရိုက်မယ်ဆိုလို့ရှိရင်လည်းသူကဟိုဆရာကြီးကတိတ်ပြီးတော့အရင်မပအောင်ပထမဆက်မစတာမှာတော့တစ်ခါနှစ်ခါလောက်ပဲသူတို့ကသူတို့ yes ဇန်ညွန့်ပေးပြီးတော့ကိုတွေကိုရိုက်ခိုင်းကြည့်啊နောက်ပိုင်းလဲကြလဲကြရောသူတို့ကကိုဇန်ညွန့်ကိုကိုရေးနိုင်တဲ့လူကဒါရိုက်တာလို့ဒါမဲ့နှစ်ဖွဲ့ရတော့ဂျင်းနားရမယ်ဆိုတော့အဲ့လိုပြောလိုက်တဲ့အချိန်မှာ Chris ဘာလုပ်လဲဆိုတော့ဇန်ညွန့်ကိုကြိုကြိုရေးတာဒါရိုက်တာလုံမယ်ပေါ့နော်ဆိုတော့ တကယ်လို့ဆရာဥမာ project တစ်ခုကိုရိုက်ရမယ်ပေါ့ရိုက်ရမယ်လို့ပြောလိုက်လို့ရှိရင်အာ okay timing လိုက်ကြလို့ပြောရလေအခု Chris ပါပြောရစငါမဇညွှန်းရှိရဆိုလို့ရှင်အားလုံးอ่ะလေဟင်ညမဇညွှန်းရှိရဟုတ်တယ်ဆိုလို့ရှင်အဲ့ဇညွှန်းကိုချက်ချင်းထုတ်ပြလိုက်လို့ရှင် okay ပေါ့နော်အာဒါဆိုလို့ရှင်တော့ okay ဒီတစ်ခါတော့သူ့ကိုပေးပြီးတော့လှုပ်လိုက်ပေါ့သူ့ကိုပေးပြီးလှုပ်လိုက်ဆိုတော့အဲ့မှာတင်စပြီးတော့ Chris ရဲ့ဟို အပြောင်းလဲအဲ့အဲ့အဲ့လိုစဖြစ်လာတာပေါ့နော်အာဇန်ညွန်းတူတုံးကဆိုလို့ရှိရင်ဆရာနေပြီးတော့ဥမာဒီဇန်ညွန်းလေးကိုဒီဖွဲ့ရလဲရက်ဒီဖွဲ့ရလဲရက်ဒီဖွဲ့ရလဲရက်အဲ့ဇန်ညွန်းတူရင်လဲလေးမျိုးထွက်တယ်ဒါအမှုပညာပဲအဲ့ဒါအမှုပညာဆိုတာဟိုတယောက်ရဲ့ခန်းစားချက်နဲ့တယောက်ပုံဖော်တာတူးကိုမတူအဲ့ဇန်ညွန်းတစ်ခုတည်းဟုတ်ပဲအဲ့ဒီဟာကိုလည်းသူဆွေးနွေးခိုင်းတာပေါ့နော်အဲ့တော့ခရစ်စတို့ အဲ့လိုရိုက်ရတဲ့အဆိုရင်တောင်မှအာဘာလုပ်လဲဆိုတော့ Chris ကအာအတွင်းထဲမှာပဲရိုက်ရမယ်ဆိုရင် Chris ကအပြင်ကနေပြီးတော့ဒီ building ကြီးကိုဟိုတလျှော့လောက်ထပ်ပို့ထည့်လိုက်တာတော့အဲ့လိုမျိုးလေးတွေကိုလုပ်လေရှိလို့ရှော့ပို့အားဆိုင်လိုက်တယ်ပေါ့ကိုစိတ်ထမ်းမှာ okay အားလုံးကတော့ဓာကြီးကိုအတူတူကြီးပဲအစ်တလုံးလည်းအတူတူကြီးပဲအဲလေးမျိုးထွက်တယ်ပဲပျော့ပျော့ဇလန်းအတူနေတာ哦ဒါမဲ့ငါကကြည့်ကောင်းအောင်ဟိုဒီထက်ပို့ပြီးတော့ ဟိုနည်းနည်းလေးအပိုစားစားလေးငါဖြည့်လိုက်မဟဲ့ဆိုပြီးတော့အဲ့လိုမျိုးလှုပ်တယ်ပေါ့နော်လှုပ်တယ်ဆိုတာလည်းတော့မလွယ်ဥမာခွတ်စလို့ဟို ညာညာဘက်မှာမိပိတ်သွားတဲ့ဆင်းလေးကိုရိုက်ရိုက်ချင်တယ်ပေါ့နော်ဒီ building ကိုထည့်ပြီးလင်းထိန်နေရင်လည်းမိလေးပိတ်သွားတယ်ဆိုတာကိုရိုက်ချင်တယ်ဆိုရင်အဲ့မိပိတ်တဲ့အချိန်အထိကိုခရစ်ဆိုစောင့်ရတာလေဒါကရိုက်ကွေးရိုက်ကွင်းမှာမဟုတ်တာသူများရဲ့ယုံတစ်ခုကိုကိုကသွားထောင်ပြီးရိုက်တာအောင်ဆိုတော့အဲ့လိုမျိုးလေးတွေလှုပ်တယ်ပေါ့လှုပ်တဲ့အခါကျတော့အဖွဲလည်းအတိမတ်ပြူလာတယ်ပြီးတော့ကိုဘက်မှာပါတယ်အဖွဲအဖွဲဝင်တွေကလည်းအော်သူသူသူနဲ့တူတူရိုက်ရတာဘာဖြစ်ဖြစ်ဟို ချီချူခံရတယ်ပေါ့အဲ့လိုမျိုးဟာလေးစဖြစ်လာတယ်အာနောက်တစ်ခုကကြတော့ဟိုဒီစာတွေ့ခုနကတော့ကိုမရတဲ့စာတွေလဲလိုက်နိုင်လာတယ်ပေါ့နော်လိုက်နိုင်လာတဲ့အခါကျတော့အဖွဲထဲမှာလဲငါဒါရိုက်တာလုပ်မယ်ဆိုရင်ကန့်ကွက်မယ်လို့မရှိတော့ဘူးအာဒါပေမဲ့လဲအဲ့တစ်ချက်မှာခုန financial problem ပေါ့နော်ဒီဒီငွေကြေး ငွေကြေးကအရန်ခက်ခဲတယ်အဲ့အချိန်တော့ငွေကြေးကပထမပိုင်းကတော့လွယ်မလို့ပဲဘယ်သူနဲ့မှမတွေ့ဘူးဘာမှလည်းမစားဘူးငါကဒီအတိုင်းပဲဆိုပေမဲ့ဟိုတကယ်တမ်းလက်တွေ့ကြတော့ခက်ခဲတဲ့အရာတွေရှိတယ်ဘလို့ခက်ခဲရှိလဲဆိုတော့ဥပမာအာလမ်းပေးစာလို့ဟာမျိုးပေါ့နော်ចောင်းသားလာရောက်တဲ့စာမျိုးပေါ့ဆိုတော့ចောင်းသားလာရောက်တဲ့ဟို muffin ပေါ့နော် frozen ထမရစီကအရန်ပေါ်လုံးနဲ့85ပြားတော့အဲ့လိုမျိုးတွေရေရှည်စားလာတဲ့အချိန်မှာတော့အရန်တိတာတဲ့ဟာတွေတော့ရှိတယ်။အဲ့ဒါတွေစက်မရေးအတွက်နည်းနည်းတိတ်အဆင်မပြေလာတာနေရာထိုင်ရမကောင်းတာပြီးတော့နောက်တစ်ခုကဘာလဲဆိုဘလောက်ပဲ3ရက်နဲ့4ရက်အလုံးလုံးတည်းပဲပြောပြော3နာရီကနေပြီးတော့ဝုန်းစုပြေးရတယ်တခါပြေးရပြေးပြီးတော့စားစုံဆိုင်ကိုသွားစားစုံဆိုင်သွားပြီးတော့စားစုံဆိုင်ရောက်တာနဲ့လူကဟို ဘိုက်ကစားနေပြီဒါပေမဲ့ထမင်းကမကြွေးသေးဘူးပေါ့စားဆောင်စိုက်ဆိုင်ကကြွေးတဲ့ဟာနဲ့ညစာကိုအဲ့လိုအပီးလောက်တာပေါ့ပစံလည်းမတုံးကျင်တဲ့ခါကျတော့ဂျားချိန်ဒီဒီဟို9နိုင်လောက်ဆိုဘိုက်ကစားနေတဲ့ဟာကိုဟိုတနေ့ကုန်ကြောက်တက်လာတော့ဘိုက်ကစားနေတာပေါ့စားနေတဲ့အချိန်မှာအာမစားရအမစားရဘဲနဲ့မစားဘူးပေါ့မစားဘူးဆိုတော့မစားရတာထက်ဟိုအဲ့ပစံလေးကိုမတုံးလိုက်ချင်ဘူးပေါ့မတုံးလိုက်ချင်တဲ့ခါကျတော့တခါဟိုဟာဟိုအလုတ်လုတ် အလုတ်လုတ်ပြီးတော့အလုတ်က9နိုင်10နိုင်မှထမင်းကျွေးထမင်းကျွေးတဲ့အချိန်ပြီးတော့ည10နိုင်မှအိမ်ပြန်ရောက်10နိုင်ပြန်ရောက်တဲ့အချိန်ကျတော့လုံးဝလောက down ပြီးတော့အချိန်နေပြီဆိုအဲ့အချိန်ကျမှကော်ဖီလေးဖြော်တော့ဆိုတော့ကျမရေဒီဒီဒီကိုဘယ်လိုခေါ်မလဲလဲနေရတဲ့ဟာတွေကိုတော့ကိုသိရပါတော့အဲအဲ့ရနေမှစကြက်ပေါ့ရုပ်ရှင်ကအဲ့ ခရစ်တိုခက်တော့ဆို render လောက်တာဟောအကြိုင်းလောက်ရအကြိုင်းလောက်ရတဲ့အခါကျတော့အခုလိုမဟုတ်အခုဆိုဘုတ်ဆိုဘုတ်ဆိုပြီးွားဟောရော render ဆိုတဲ့ဟာ3နာရီ4နာရီကြာဆိုတော့အဲ့လိုမျိုး project အရတော့မယ်နေ့မှာ render ဖြစ်တာတော့ဒီအခက်ခဲဒီ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 ဘက်ကစက်ပစ္စည်းအခက်ခဲတွေအကြောင်းမို့လို့ညာ3နာရီ4နာရီတခါလေဆိုလို့ရှိရင်တိုင်ငင်းမှမအိပ်ဖဲနဲ့ကြောင်တန်းပြရတဲ့နေ့အောင်ရှိတယ် အာပြီးတော့နောက်တစ်ခုကကြတော့အမြင်3-4နာရီပဲအေးရတယ်3-4နာရီပဲအေးရတော့လူကဟိုတတော်တော့ထိတယ်အဲဘလောက်ထိဆိုးလာလဲဆိုရင်ဟိုညယောက်မှာအာယထာစီးရဲ့အချိန်ဆိုလို့ရှိရင်စီးပူးတဲ့လူတွေတိမှာတကယ်ကိုကြံ့ညံ့နေတဲ့အချိန်ဆိုအဲ့ယထာကြီးကင်နေနဲ့ငှိုက်တာဒီလိုထိုး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 ကိုကြတဲ့အထိကိုဖြစ်တယ်ပေါ့နော်ဒါပေမဲ့ စိတ်ထဲမှာကြတော့ဘာတွေးလဲဆိုတော့ခုနပြောသလိုပေါ့နော် okay career မမမရဘူးဆိုလို့ရှိရင်ငါဘာလောက်စားမလဲဆိုတဲ့အချိန်မှာခုဘာမှမလုပ်တော့ကိုလောက်ချင်တာကိုဟိုရွေးမလားဒါမှမဟုတ်လောက်တင်တာကိုရွေးမလားဆိုတဲ့အချိန်ကျတော့ဒီလောက်တင်တဲ့အရာကလည်းကိုကတခြားအလုပ်မျိုးမဟုတ်နဲ့စားတော့ဆိုင်မှာစပွဲတို့လောက်တာအောင်ဆိုတော့ဒီစားတော့ဆိုင်မှာစပွဲတို့လောက်နေရတဲ့အတွက်ကြောင့်မလို့ ဒါရုပ် career ဖြတ်သွားမှာအရင်ကြောက်တယ်။ကြောက်တော့ဒီနှစ်ခုကိုရွေးရတော့မယ်ဆိုတဲ့အချိန်မှာ okay အာအေးရေးမဝလဲနောက်ကြောင်းပြီးဝရဲ့အသက်ကုန်အိတ်ပေါ့ကိုကိုလို့ပြောအဲ့ကြပါအထိုးချရရတာအိတ်ဒါမဲ့ငါဖြစ်အောင်ကိုလုတ်ကိုလုတ်ရမယ်ဘာဖြစ်လို့လဲဆိုတော့ကိုနောက်အနှစ်အသက်40 50ကြာတော့မှာ 哦ငါဒါလေးမဖြစ်လိုက်ရပါလားငါဒါလေးမလုပ်လိုက်ရပါလားဆိုတာမျိုးလဲမဖြစ်ရအောင်ဟိုပတ်စံနောက်ကိုပဲငါလိုက်ခဲမိတာမျိုးလဲမဖြစ်သွားရအောင်ကိုတစ်ခုခုကိုကိုဖြစ်ချင်တာလေးကိုကိုဖန်တီးလိုက်နိုင်တယ်လုံနိုင်တယ်ဆိုတဲ့လူတယောက်ဖြစ်ဖို့အတွက်ကိုဟိုဒီချိန်ဝင်ချိန်ရတာပေါ့နော်ဘယ်ဘက်ကိုလိုက်မလဲဆိုတဲ့အချိန်မှာငါ career ဘက်ကိုပဲလိုက်မယ်ဆိုပြီးတော့စံနာရဲ့အကုန်လုံးကို တောင့်ခံလိုက်တယ်ပေါ့နော်ဒီစီစဉ်ကိုစောင့်ကြည့်ပေးနေတဲ့သူတွေအားလုံးကိုလည်းယေရှုထုတင်ပါတယ်တပတ်ကိုဘယ်နှကြိမ်လွှင့်မှလဲလို့တလောက်ဘယ်နှကြိမ်လွှင့်မှလဲလို့မိကြတဲ့သူတွေအတွက်ကတော့ဒီမှတ်မှတ်ရရအစီအစဉ်လေးက Sunday ပေါ့နော် Sunday တပတ်ခြား Sunday မှာတင်ဆက်မှာဖြစ်ပါတယ်စောင့်ကြည့်ပေးပါအခု episode ပြီးလို့ရှိရင်နောက်လာမယ့် episode ကိုတော့တနင်္ဂနွေနေ့မှာမတင်ပြပါဘူး ဘာဖြစ်လို့လဲဆိုတော့ special episode အနေနဲ့ Chris နဲ့ကိုစံရဲ့ wedding anniversary လေးရှိပါတယ်။အဲ့ဒါလေးကို special episode အနေနဲ့ဇွန်25ရက်နေ့မှာတင်ပြမှာပါ။